ကဒါ concept ကိုပြောပြပြီးနော်ဒါ teaching approach နဲ့ library role နဲ့ဒီနှစ်ခုကအချင်းချင်းအညာမညာဖြစ်တယ်ဆိုတော့ဒါလေးကိုဟိုတင်ပြတယ် ဒီဇံပြည်နယ်ဗုဒ္ဓတက္ကသိုလ်၏စာကြည်တပ်နှင့်တုတ္တပညာစီမံခန့်ခွဲမှုအပွဲလုံးဒီပလိုမာတာဆိုတာမြန်မာနိုင်ငံ၏နိုင်ငံတကာစာကြည်တပ်ကြီးများအတုံးမျိုးတဲ့စာကြည်တပ်ဤစနစ်စာကြည်တပ်ဤပညာစာကြည်တပ်စီမံခန့်ခွဲမှုပညာများကိုအစာကြည်တပ်ဤပညာကျွမ်းကျင်တဲ့ပြင်တွင်းပြပပညာရှင်များကတင်ကြားပို့ချပေးနေခြင်းဖြစ်ပါတယ်။အာဣတိန္ဒံကာရမှာ theory ပိုင်းနဲ့လက်တွေ့ လေ့ကျင့်ရတဲ့အပိုင်းပူးတွဲတည်ယူလည်လာရတဲ့အတွက်တနည်းအချင်းပြီးပြီးတက်ရောက်ခြင်းဖြင့်ဘုဟုတုတ္တများစွာရရှိခဲ့ပါလေ။မိမိဒီပွဲရပြီးတော့စာကြည့်တဲ့လုပ်ငန်းများကိုပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်နိုင်တဲ့စာကြည့်တိုက်ငူကောင်းတရားဖြစ်ပြီးကြောင်းတာဟောင်းတို့ဝင်နေတဲ့ယုံကြည်မှုအပြည့်ရရှိခဲ့ပါလေ။ ဇာတိတိဆင်ရာနိပညာများကိုသိရှိနားလည်ပြီးတော့ဦးဇင်းတို့ဇာတိတိပညာဖြင့်ဗုဒ္ဓတက္ကသိုလ်ဇာတိတိနဲ့မှာရှိတဲ့ဗုဒ္ဓစာပေနဲ့အခြားသော စာပေပစ္စည်းတွေကိုဇာတိတဲ့ရဲ့လှုပ်ထုံးလုံနည်းများနဲ့အညီထိမ့်သိမ့်တက်လာတာကိုတွေ့ရှိရပါတယ်ဒီစာကြည့်တိုင်းတွတ်တဆင်မှခံခွန်မှုပညာပေါ်လွန်တိပရမတင်တမ်းမှာ ဆောက်အာပါပေရလိုက်တယ်ဆိုတော့ကျွန်တော်ကတော့ဒီဆောက်စာပေလေဆောက်စာပေတန်ဖိုကိုပုံမပြီးတော့တရှိနာလေလာတယ်စာပေဆောက်စာပေနဲ့ပတ်သက်ပြီးတော့အတုံးပြုတ်သူများကိုအဲဘယ်လိုဝန်ဆောင်မှုပေးရမလဲဆိုတဲ့ဟာကိုလက်သိရှိလာတယ်အဲစီမံခန့်ခွဲဆောက်စာပေတွေကိုလည်းစီမံစီမံခန့်ခွဲလာနိုင်တယ်ဒါကဒီတူရီတနာလုတ်တဲ့ခါမှာတရင်ချက်လက်ရှာဖွေတဲ့ချိန်မှာရောအဲ ပို့ပြီးတော့ဆွမ်းဆောင်ရေးကြိုတက်မြင့်မားလာစေတယ်လို့ကျွန်တော်အနေနဲ့ကြတော့လေလေလာတုံတက်မြင့်ပါတယ်ဗျာဒီတန်းမှာဒီတင်တန်းအတွက်အသေးစိတ်သိရှိလိုပါကဒီ Shan State Buddhist University ပစ်မဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာကျွန်တော်ကျောင်းတော်ကြီးကိုလာရောက်လေ့လာဖို့တိုက်တွန်းရင်းကျေးဇူးတင်များအားလုံးကိုစိတ်နှပါဖြာရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ ဝဲလွန်စာကြည့်တိုက်ဒီပလိုမာတဲ့နဲ့နဲ့ပတ်သက်ပြီးတော့ရရှိတဲ့အကျိုးကျေးဇူးတွေကအများများပါတယ်အဓိကအားဖြင့်ကျောင်းသားပေါ်ဟူပြုတင်ကြားရေးနည်းစနစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းသားတွေလိုအပ်တဲ့သင်္ထားကိုစာအုပ်များနဲ့အဲသင်တန်းနည်းပြဆရာများကိုလည်းလုံလုံလောက်လောက်ထားရှိထားပေးပါတယ်။ကျောင်းသားနဲ့ဆရာအနီးကပ်သင်ကြားရတဲ့အတွက်ကြောင့်မလို့ကျောင်းသားတွေရဲ့အည်အသွေးကိုလည်းပုံမှုပြီးတော့မှတိုးတက်စေပါတယ်။ စာသင်ခန်းအတွင်းစာတွေ့သင်ကြားခဲ့ရသမျှကိုလည်းလက်တွေ့နဲ့ပူးတွဲလှုပ်ဆောင်ရတဲ့အတွက်ကြောင့်မလို့ကျောင်းသားတွေကိုစာကြည့်တဲ့ပညာနဲ့ပတ်သက်ပြီးတော့မှပုံမူပြီးတော့မှနားလေသဘောပေါက်တက်ချွန်းစီပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ ။ library တခုရှိနေအောင်လည်းပဲမပြီးသေးပါဘူးဒီ library မှာရှိတဲ့စောက်စားပြီးပစ္စည်းတွေကိုစီမံခန့်ခွဲနိုင်ဖို့ထိုင်သိမ်းနိုင်ဖို့ပြီးတော့မှဒီခင်မီစနစ်တွေအသုံးပြုနိုင်ဖို့ဆိုတာကလည်းပဲဒီ skill တွေနဲ့ပြည့်စုံတဲ့ဒီစာရေးတဲ့မူရီယာလိုအပ်ပါတယ်စိတ်ထဲမှာထိုင်ပြီးလည်းလိုအပ်ပါတယ်ဒါကြောင့်မလို့အော်ဒီစနစ်တွေကိုအသုံးပြုနိုင်ဖို့ဆိုလို့ရှိရင်ဒီလိုတင်ဒန်းတွေကိုတက်ရောက်ချင်းပြင်လည်းပုံပုံပြီးတော့မှထိရောက်နိုင်ပါတယ်။အဲဒါကြောင့်မလို့ ဟိုဒီဒီလိုခင်မိတဲ့စနစ်တွေကိုတင်ကြားပေးတဲ့ library administration တွေ hybrid automation စတဲ့ပညာရပ်တွေဟာမရှိမဖြစ်လိုအပ်တဲ့အတွက်ကြောင့်မလို့ဒီသင်ယူတွေကိုတင်ကြားပေးတဲ့ဒီအင်းဒီပရိုမာအကျန်းကိုတက်ရောက်ဖို့ရအတွက်ဖိတ်ခေါ်ချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ် မင်္ဂလာပါရှင်ကျွန်မနာမည်ကတော့နာဟံဖွန်ဝဲဖြစ်ပါတယ်ရှင်ရှမ်းပြည်နယ်ပေါ်လာတက္ကသိုလ်ကဖွင့်လှစ်တော်ပွဲလွန်စာကြည့်တဲ့ဒုဒပညာစီမံခန့်ခွဲမှုဒီပလိုမာတင်ဒန်းကိုတရားခဲ့တော့ကျောင်းတူကောင်းတရားပွဲဖြစ်ပါတယ်ရှင်ဒီပွဲလွန်ဒီပလိုမာတင်ဒန်းကိုတရားပြီးတဲ့အချိန်မှာဆိုရင်အကျိုးကျေးဇူးတွေအများကြီးရရှိခဲ့ပါတယ်ရှင်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်စာကြည့်တိုင်းနဲ့စာအုပ်တွေရဲ့အရေးကြီးပုံအများအတွက်အကျိုးပြုပုံအတန်ဖိုးကြီးပုံအတုံးဝင်ပုံကိုလည်းလေ့လာခဲ့ရတယ်မှာကပဲ အဲစာအုပ်တွေကိုစာကြည့်တိုင်းမှာ စနစ်တကျစီမံခန့်ခွဲတက်လာအောင်ကိုလည်းအများကြီးလေ့လာခင်ရပါလေရှင်အဲနောက်ဆုံးအနေနဲ့ဆိုရင်ကိုကစာကြည့်တိုင်းတွေမှာအလုပ်ပြန်လုပ်ချင်တာလားဒါမှမဟုတ်ကိုသူကိုထကိုရဲကိုရွာတွေမှာစာကြည့်တိုင်းပြန်လည်တည်ထောင်ချင်တယ်ဆိုရင်လည်းကိုကိုကိုယုံကြည်မှုအပြည့်အဝရှိမယ်လို့လည်းအမှတ်ခံပါလေရှင်အဲဒါကြောင့်မလို့ဒီရှင်ပြည်နယ်ပေါ်လာတက်ကတော်ဤပွဲလွန်စာကြည့်တိုင်းနဲ့တူတက်ပညာစီမံခန့်ခွဲမှုဒီပလိုမာတင်တဲ့နဲ့ပတ်သက်ပြီးတော့အသေးစိတ် အဲတိချင်ရင်တော့လာမည့်ဒီဇင်ဘာလ6ရက်နေ့မှာ Washo Open Day ကိုတက်ရောက်ပြီးတော့တိချင်တာတွေတိလိုတာတွေကိုမေးမြန်းနိုင်ပါကြောင်းတင်ကောင်းပါလိုက်ပါတယ်ရှင်။အားလုံးဆက်ဆက်လက်ခဲ့ဖို့လည်းဖိတ်ခေါ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။